ရန်သူတွေကနေအချစ်ဆုံးမိတ်ဆွေတွေဖြစ်သွားခဲ့ကြတဲ့ MMA ဇက်လန်တပုတ် Manchester Football Zone အနေနဲ့ဆက်နေပါရီ Nelan Fighter Rania Derrida ဆိုတဲ့နာမည်ကမြန်မာ MMA ပရိသတ်တွေနဲ့မစိမ့်တဲ့နာမည် ဖြစ်ပါရီမစိမ့်ဆိုရင် Rania ကမြန်မာကုန်ဆောင်ကြီးအောင်လန်းအန်ဆန်းရဲ့ဝမ်ချမ်ပီယံရှစ်မီဒယ်ဝေးနဲ့လိုင်ဘီဝေးချမ်ပီယံကပတ်နှစ်ခုစလုံးလိုယူသွားခဲ့တဲ့ဖိုင်တာဖြစ်ပါရီ။အောင်လာကရာနီယာကိုနှစ်ပွဲလုံးရှုံးပြီးတော့ကပတ်ချမ်ပီယံကပတ်နှစ်ခုကိုလက်လွတ်သွားခဲ့ရတာပါ။အောင်လာဘက်ကနေကြည့်ရင်တော့ရာနီယာကကပတ်ရမ်းပါပဲ။ ါပေမဲ့အောင်လကပရိုပီတာပြီးတော့စိတ်ထားကောင်းမွန်တဲ့သူမလို့ရိုင်းနီယာကိုရန်သူဖြစ်မတတ်မှတ်ခဲ့ပါဘူး။ရန်သူမဖြစ်ရုံနဲ့မကပဲနဲ့အခြေဆုံးမိတ်ဆွေတွေပါဖြစ်လာပါရဲ့။အောင်လက UFC မှာကစားနေတဲ့ရိုင်းနီယာရဲ့လေ့ကျင့်ပေါ်နဲ့ဂျိုဝိုင်းနဲ့မှာကုလိုက်ပါလာတဲ့သူအထိချစ်ခင်ရင်းနှီးခဲ့ကြပါရဲ့။အောင်လကစားနေတဲ့ Florian Chiesaik Kingcliff FC ဂျင်းမှာရိုင်းနီယာကလာရောက်လေ့ကျင့်ခဲ့ပြီးတော့နှစ်ဦးလုံးကလေ့ကျင့်ပေါ်တွေဖြစ်ခဲ့ကြတာပါ။အဲဒီနောက်မှာတော့ရိုင်းနီယာတယောက်ဝမ်ချမ်ပီယံရှစ်ကနေထွက်ခွာပြီးတော့ UFC ဘက်ကိုကူပြောင်းချိန်မှာလဲအောင်လကအဓိကလေ့ကျင့်ပေါ်ဖြစ်ခဲ့တယ်လို့ရန်နီယာရဲ့ပွဲချို့ကိုလည်းဂျိုဝိုင်းနဲ့တိလိုက်ပါကူညီပေးခဲ့တာပါ အွန်လိုင်းဖိုင်တာဘွားကနေနိုင်ယူသွားပြီဖြစ်တဲ့လက်ရှိချိန်မှာလည်းဒီနှဦးကမိတ်ဆွေတွေဖြစ်ရှိနေကြတုံးပါပဲမကြခင်ကကြောက်ခဲ့တဲ့ကျေးဇူးတော်နေ့မှာအွန်လိုင်းကရန်နီယာတို့မိသားစုကိုညစာကြွေးခဲ့တယ်လို့ရန်နီယာလည်းအွန်လိုင်းထောင်ထားတဲ့ Python MMA ဂျင်ကိုလာရောက်လေ့ကျင့်နေခဲ့တာဖြစ်ပါရီကိုတီလည်းရောက်ထိုးသက်ရတာမဟုတ်ဘဲနဲ့ဘောလုံးကန်ရတဲ့ဘောလုံးသမားတွေတောင်မှပြိုင်မဲ့ဆိုရင်ရန်သူလိုတတ်မှတ်တဲ့ခင်မှာဒီနှဦးရဲ့ခင်မင်မှုကတော့စံထားလောက်ပါရီအောက်ဇာမားတွေဆိုတာကဘယ်လိုမျိုးစိတ်သက်ရှိရမလဲဆိုတာကိုအွန်လိုင်းနဲ့ရန်နီယာတို့ကမိပေါင်းထိုးပြနေခဲ့ကြတာပါ ဒီကနေ့ရင်ဆက်မကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေ MMA သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရမညာ